ရိသက်ကြီးမင်္ဂလာပါဒီနေ့ကျမတို့ channel ကနေတင်ဆက်ပေးမှာကတော့အမေရိကန်ရေတပ်သမိုင်းမှာတိုက်ပွဲမဟုတ်ဘဲအသက်ဆုံးရှုံးမှုအများဆုံးဖြစ်ရဖြစ်ခဲ့တဲ့ USS Cyclone တင်မော်ကြီးပျောက်ဆုံးမှုအကြောင်းပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်ကဖြစ်ပျက်ခဲ့တဲ့ဒီဖြစ်ဟာယနေ့အထိတိုင်အပြည့်မပေါ်သေးတဲ့ဘေးအထိတစ်ခုအဖြစ်ကြန့်ရှိနေစေပါ။ USS Cyclone ဟာအမေရိကန်ရေတပ်ရဲ့ USS Protea Class Collier တင်မော်တစ်စင်းဖြစ်ပါတယ်။ ခေါလီယာဆိုတာကတော့ကြောင်မီသွေးတင်ဆောင်ပြီးရေတပ်သင်္ဘောတွေကိုလောင်စာဖြည့်ပြီးတဲ့သင်္ဘောအမျိုးအစားပါ1930ပြည့်နှစ်မှာစတင်ရေးချခဲ့ပြီးအလျား940ပေရှိက အမေရိကန်ရေတပ်ရဲ့အကြီးမားဆုံးသင်္ဘောတွေတဲကဒဇင်အဖြစ်သတ်မှတ်ခံရပါတယ်ပထမကဘာစစ်အတွင်းမှာတော့စစ်ဘက်သုံးပစ္စည်းတွေစစ်တီတွေနဲ့လောင်စာစီတွေကိုတည်ယူပို့ဆောင်တဲ့တာဝန်တွေထမ်းဆောင်ခဲ့ပါတယ်1938ခုနှစ်ဖေဖော်ဝါရီလမှာ USS Cyclone ဟာဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုကနေအမေရိကန်နိုင်ငံဘာတီမော်မျိုးစီကိုမက်ဂနီတက်တူရိုင်းတန်ချိန်1800ကျော်ကိုတင်ဆောင်ပြီးထွက်ခွာလာခဲ့ပါတယ်။ဒီတက်တူရိုင်းတွေဟာစစ်ပွဲအတွက်အရေးပါတဲ့ခဲယံထုတ်လုပ်ရမှာအသုံးပြုရတာကြောင့်အဖိုးတန်တဲ့ကုန်စည်တွေပါ။တင်မောပေါ်မှာတင်မောသား306ဦးနဲ့ခီးသည်တွေပါဝင်ခဲ့ပါတယ်။တင်မောဟာစီစဉ်ထားခြင်းမရှိဘဲမက်လာလီယန်နေမှာဘာဘီတို့ကျွတ်မှာခဏတာစိုက်ကပ်ခဲ့ပါတယ်။ အဲ့ဒီမှာသင်မောဟာဝင်းအလွန်အကျော်တင်ဆောင်ထားတာကြောင့်ရေထဲနဲ့ဝင်နေတဲ့လက္ခဏာတွေရှိနေတယ်လို့သိရပါတယ်။ဒါအပြင်သင်မောရဲ့ကပ္ပတိန်ကွန်မန်ဒါဂျော့ဂျ်ဝေါ်လီနဲ့အမှုတမ်းတွေကြားမှာပြဿနာတွေရှိနေခဲ့တယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်ခဲ့ပါတယ်။ဘာဘီဒိုကနေထွက်ခွာလာပြီးနောက်ပိုင်း USS Cyclone ဟာပင်လယ်ပြင်မှာလုံးဝပျောက်ကွယ်သွားခဲ့ပါတယ်။ရေထဲကဘာဘီဒိုကနေဘော်တီမော်အထိသင်မောသွားနိုင်မဲ့လမ်းကြောင်းတစ်လျှောက်အကြီးအကျယ်ရှာဖွေခဲ့ပေမဲ့သင်မောရဲ့တဲလွန်စ ပင်ကျွေးပဲ့ကြံတစိုးတစည်းမြမတွေ့ရှိခဲ့ရပါဘူး။အရေးကြီးဆုံးကတော့သင်းမောပျောက်ဆုံးချိန်မှာအနေရှိတာအချက်ပြတစ်ခုမှလည်းထုံရင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ဒါဟာသင်းမောရုပ်တရက်နစ်မြုပ်သွားခဲ့တာကိုပြသနေတဲ့အချက်တစ်ခုပါပဲ။ USS Cyclone ပျောက်ဆုံးမှုဟာနှစ်ပေါင်း၁၀၀ကျော်ကြာအောင်အမေရိကန်ရေတပ်သမားရဲ့အကြီးအမားဆုံးညှို့ဝှက်ချက်အဖြစ်ကြားရှိနေခဲ့ပါတယ်။သူရဲ့ကံကြမ္မာနဲ့ပတ်သက်ပြီး theory အများအပြားထွက်ပေါ်ခဲ့ပါတယ်။သဘာဝဘေးအန္တရာယ်ဒါဟာအများဆုံးလက်ခံထားတဲ့ theory တစ်ခုပါ တင်မော့ဟာမကနီတတူဆိုင်လိုတိတ်သီးပြီးလေးလံနေကုန်စီကိုတင်ဆောင်ထားမှုမူလားကကြောင်မီသွေးတင်တင်မော့အဖြစ်ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။ဒါကြောင့်တင်မော့ရဲ့ကိုယ်ထည်ဟာဝင်းကိုကောင်းကောင်းမခံနိုင်ပေပင်လေပြင်ကပြင်းထန်တဲ့မုန်တိုင်းတန်းဒါမှမဟုတ်လိုင်းကြီးလီထံမှုတန်းကိုခံရပြီးရုတ်တရက်နစ်မြုပ်သွားတာဖြစ်နိုင်ပါတယ်။ဘာမြူရာထရီကန်ရဲ့ဆက်ဆက်မှု USS Cyclone ပျောက်ဆုံးခဲ့တဲ့နေရာဟာနမေကျော်ဘာမြူဒါထရီကန်အေရီယာတွေမှာကြားရောက်နေရကြောင့်လူအများကဒီဖြစ်ရပ်ကို ဘာမြူဒါထရီကန်ရဲ့မြို့ဝတ်စမ်းကျယ်မှုတွေနဲ့ဆက်ဆက်ပြီးယူဆကြပါရှမ်းသူတိုက်ခိုက်မှုဂျာမန်ရင်ငုတ်တင်မှာရှုပ်ပုတ်ဒါမှမဟုတ်စစ်သင်္ဘောရဲ့တိုက်ခိုက်ခြင်းခံရတာဖြစ်နိုင်တယ်လို့လည်းသီအိုရီပဲရှိခဲ့ပါ යි ။ဒါပေမဲ့စစ်ပီးခင်းမှတ်တမ်းများအရအဲ့ဒီ area မှာဂျာမန်ရင်ငုတ်တင်မော်တွေရှိနေကြောင်းအထောက်အထားမတွေ့ရှိခဲ့ရပါဘူး။ပုံပြီးထူးဆန်းတာကတော့ USS Cyclone ရဲ့ညီအစ်မတင်မော်တွေဖြစ်တဲ့ USS Protean နဲ့ USS Nero တို့ဟာလည်း ဒုတိယကမ္ဘာစစ်အတွင်းပင်လယ်ပြင်မှာပျောက်ဆုံးသွားခဲ့ကြကြမှာပဲဒီဖြစ်တွေကစိုက်ကလုန်းရဲ့နှိမ့်မှုဟာတင်မောဒီဇိုင်းရဲ့အားနည်းချက်တွေနဲ့လည်းဆက်ဆက်နေနိုင်တယ်ဆိုရဲသီအိုရီကိုပုံမအဖြစ်ပေးခဲ့ပါတယ်။ USS စိုက်ကလုန်းရဲ့ပျောက်ဆုံးမှုဟာအမေရိကန်ရေတပ်သမိုင်းမှာအကြီးမားဆုံးညှို့ဝှက်ချက်အဖြစ် ကျန်ရှိနေရခြင်းအ धिक အကြောင်းရင်းကတော့ဘာသဲလွန်စားမှမကြံရည်ချင်ပါပဲတင်မောနေမြုပ်ခဲရေဆိုရင်တော့အကျွင်းကြံတွေအသက်ကဲလေတွေအလောင်းတွေဒါမှမဟုတ်တင်မောကုန်းပတ်ပေါ်ကပစ္စည်းအချို့လောက်တော့ပင်လယ်ပြင်မှာတွေ့ရှိရတတ်ပါတယ်ဒါပေမဲ့ဆိုက်ကလုန်းမှာတော့ဘာတစ်ခုမှမတွေ့ရှိခဲ့ရပါဘူးပရိသတ်ကြီးကရော USS ဆိုက်ကလုန်းဘာကြောင့်ပျောက်ဆုံးသွားတယ်လို့ထင်ပါလေကောမန့်မှာရေးပေးခဲ့ပါဦးကျမတို့ရဲ့ channel ကို like and subscribe လုပ်ဖို့မမေ့ပါနဲ့နော် နောက်လာမယ့်ဗီဒီယိုတွေမှာလည်းပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းတွေကိုတင်ဆက်ပေးသွားပါမယ်